ငလင်ပင်လာလူကြောင့်တဲ့စေတနာရှင်တွေထွက်ပြေးရတဲ့အထိတောင်းချမ်းနေတဲ့ဝိသမလောဘသားများအားလုံးမင်္ဂလာပါရှင်ပါမီစနာမပြန်လည်ချူဆွလိုက်ပါနဲ့လာရောက်လူတန်းကြတဲ့စေတနာရှင်ပြည်သူတွေနောက်ကြောက်လန့်ကထွက်ပြေးရတဲ့အထိဖြစ်နေတာကမန္တလေးမြို့နယ်စကိုင်းမြို့မှာပါဒီမြို့နှမြို့ဟာမတ်လ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးပေးမှာပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့တဲ့မြို့တွေပါအထူးသဖြင့်မန္တလေးမြို့ကမဟာမြတ်မုဏိဖရာတစောင်း စကိုင်းတတာစကိုင်းသလားကွန်ဒိုဂရိန်ဝေါ်ဟိုတယ်နဲ့တခြားသောလူနေဆောင်နေတတော်များများပြိုကျပျက်စီးသွားကြတာပါဒီလိုပြိုကျပျက်စီးမှုတွေကြောင့်လည်းလူပေါင်းများစွာအသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါနေစင်းစရာများရမန္တလေးမြို့မှာလူပေါင်းထောင်ကျော်အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါနေစကိုင်းမြို့ကခြေပြုတ်ကလှုပ်ခတ်ခဲ့တဲ့မြင်ကလေးဟာ2023နောက်ပိုင်းကဘာပေါ်မှာအင်အားပြင်းဆုံးမြင်ကလေးဖြစ်တာကြောင့်လည်းတော်တော်ကြီးကိုပျက်စီးဆုံးရှုံးမှုများပြားခဲ့တာဖြစ်ပါနေ အထူးသဖြင့်စကိုင်းမြို့မှာလူနေအိမ်တွေတော်တော်များများပျက်စီးဆုံးရှုံးသွားခင်ရတာပါ။ဒါကြောင့်လေလာရောက်လူဒန်းကြတာပါ။ဒီလိုချင်းတွေကြောင့်လေနိုင်ငံတကာနဲ့ရန်ကုန်မြို့ကစေတနာရှင်ပြည်သူတွေမြို့ပညာရှင်တွေဟာစကိုင်းမြို့ကိုကူညီပေးဖို့တဖွဲ့ဖွဲ့ရောက်ရှိလာကြတာဖြစ်ပါနေ။ဒီလိုချိန်မှာစကိုင်းမျိုးကတချို့သောလူတွေဟာအုပ်စုကိုင်းဖွဲ့ပြီးဒုက္ခသည်ရောင်ဆောင်ကလာသည်။လူသည်ပစ္စည်းတွေကိုလက်ခံနေတယ်လို့သိရပါတယ်။ အစိုးရအဖွဲ့တွေဟာထမင်းထုတ်တွေကိုလည်းအသားပါမပါဖွင့်ကြည့်ကအသားမပါရင်အမိုက်ပုံးနဲ့ထိလိုက်တယ်လို့ဆိုပါတယ်။ဒီလိုမျိုးတင်ညာမရှိတဲ့ဝိဓမလောဘသားတွေကြောင့်အမှန်တကယ်ကူညီလိုအပ်နေတဲ့ပြည်သူတွေများကြီးထိခိုက်နေနိုင်ရတယ်လို့သိရပါတယ်။ဒါကြောင့်မို့လို့စကိုင်းမြို့ကဒေသခံတွေကတော့လူရှင်တွေနေနေအမှန်တကယ်ကူညီလိုအပ်နေတဲ့လူတွေကိုကိုယ်တိုင်ကိုယ်ကျတိန်တဆင်းလူတန်းမှုဒါမှမဟုတ်လေမြို့ခံတအူးကိုလမ်းပြလိုတယ်လို့ဆိုပါတယ်။တခါ မန္တလေးကျောင်းပတ်လည်တချောင်းငလင်ပေးဒုက္ခတွေတွင်နေထိုင်နေစဉ်ကျူးကျော်ရက်ခွက်ကလူတွေကလူပစ္စည်းတွေကိုခေါင်းပုံဖြတ်လူယူနေကြတာပါအမှန်တကယ်ငလင်ပေးတင်သူတွေကကို့ပူနဲ့ကို့ကြေခွဲနေခြင်းလှုပ်ရှားသူတွေတချို့ကလူပစ္စည်းတွေကိုကိုချင်းစာစင်မရှိဘဲလူယူနေကြတာဖြစ်ပါတယ်သူတို့တွေကငလင်ပေးမှာအမှန်တကယ်ဒုက္ခရောက်နေကြတာမဟုတ်ဘဲသူများတွေထက်ဆိုင်ရင်အများကြီးအဆင်ပြေနေကြသူတွေပဲဖြစ်ပါတယ်။ န္တလေးမြို့နယ်စကိုင်းမြို့တဝိုင်းမှာအလူရှင်ီပေါများနေပြီးမယ်အဲ့ဒီလူရှင်ီထွက်ပြေးချင်လောက်အောင်ထိလောဘတက်နေကြတဲ့ဖြီသူတချို့ရဲ့လောက်ရတွေလည်းရှိနေပါတယ်။ဒါပေမဲ့လည်းမိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတယ်လို့အိုးအိမ်ကြီးလည်းဆုံးရှုံးလိုက်ရတဲ့ဖြီသူတွေကိုမဆာနာပဲအလူပစ္စည်းတွေအကုန်လုံးသူတို့ရရှိဖို့လောဘတက်နေကြတာပါ။ စကိုင်းမြို့တဝိုင်းမှာဆိုရင်လေစာလိုက်အိတ်ကြီးကြီးတွေနဲ့မိသားစုဝင်တွေအကုန်လုံးစုပေါင်းပြီးလာသမျှလူရှင်တွေစီကနေပစ္စည်းတွေအကုန်လုံးတင်ယူနေကြတဲ့လုပ်ရက်တွေလုပ်နေကြပါတယ်။ဒါနေမကမန္တလေးမြို့မှာဆိုရင်လေတချို့သောကျူးကျော်တဲမှာနေထိုင်နေသူတွေကအလူရွှင်နေလာတဲ့အခါမှာဝိုင်းုံပြီးတော့လူတွေကိစ္စနေဖြစ်ပွားလာခဲ့တာပါ။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့လူရှင်တယောက်ရဲ့ပြောပြချင်ရဆိုရင်သူတို့ကကအဲ့ဒီနားလေးမှာရက်ပြီးဒုက္ခရောက်နေတဲ့သူတွေကိုလှူဒန်းမှုလှုပ်ဆောင်နေတုံးမှာပဲဘေးကနေအကုန်လုံးဝိုင်းုံလာပြီးမုံတွေကိုလူသွားကြနေလို့ဆိုပါနေဘယ်လူမှကိုတားဆီးလို့မရတော့ဘဲစီးပြတ်ကန်းပြတ်ပုံစံနေနေအလူရှင်တွေကိုစိတ်ပြတ်အောင်လို့ရှိသမျှအထုပ်တွေအကုန်လုံးကိုကားပေါ်ကနေလူယူနေကြတာပါ ။အလူရှင်တွေကတားတဲ့အခါမှာလည်းလုံးဝဂိုကီယူမဆိုင်ပဲထုတ်ပိုးထားတဲ့အိတ်တကိုလည်းအကုန်ပြဲ၊ကျောင်းတွေလည်းပြုတ်ချ၊အလူပစ္စည်းတွေလည်းရဆရာမရှိအောင်ဖြစ်သွားခဲ့ရတယ်လို့သိရပါဗျ။ဒီလိုမျိုးတွေဝိုင်းလူနေကြတဲ့အထင်းမှာကလင်းရောလူကြီးရောများကြီးပါဝင်နေပြီးလူပေါင်းရာနဲ့ချီကားရဲ့ဘေးနားမှာဝိုင်းပြုံပြီးလူကြနေလို့သိရပါတယ်။ဒါကြောင့်လေနောက်ဆုံးမှာတော့အလူရှင်တွေလည်းကားကိုအမြန်ဆုံးမောက်ထွက်ပြီးထွက်ပြေးသွားခင်ရတာပါ။ မန္တလေးမရာပူရာဘက်မှာဆိုရင်လေလူရှင်နေရှိမှာစကားများကြရင်ရိုက်ပွဲလူပွဲတွေဖြစ်တာပါဒီလိုပြုမှုတွေဟာနိုင်ငံတကာကူညီကယ်ဆယ်ရေးဖွဲ့တွေရှိမှာဂုံတိတ်ခါချရှံရစရာကောင်းပါတယ်ဒါပြင်မန္တလေးမြို့မှာဓမြတိုက်မှုတွေငလင်းလုံပြီးကလေးကခက်စိတ်စိတ်ဖြစ်နေတယ်လို့သိရတာပါငလင်းလုံပြီးနောက်ညတိုင်းညတိုင်းဓမြတိုက်မှုအနေနဲ့မန္တလေးမှာလွန်ပေါများနေတဲ့ဖြင့်အားလုံးတည်တည်ထားကြဖို့ပြောဆိုထားပါတယ် ယခုကြည့်ရှုနေကြတဲ့လူရှင်တွေကိုစိတ်ပြက်ပြီးထွက်ပြေးအောင်ခုလုံပြုလုပ်နေတဲ့လောဘသားပြည်သူတချို့ပေါ်မှာမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်နော်။